ကိုရေ GPS 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 ဆိုင်ရဲ့အကြောင်းမဲ့တာပြပြပါပဲပြောနေလို့ဒါလင်းလေးတိုင်းတို့ဆိုင်ရီဖြစ်တဲ့တာ GPS အကြောင်းပြပြသွားမှာဖြစ်ပါတယ်ဘလိုနေတာရှိမလဲဘယ်စီရှင်တွေရှိမလဲစက်ကြည့်လိုက်အောင်နာရုံးနေဝင်ညမှာဘိန်းလေးလုံးနဲ့ဆိုင်ကလေးဒါမော်တော်ခရော့စ်မျိုးစားဖြစ်တဲ့ဒါအော့ဖ်ရိုးဆိုင်ကလေးကတိုင်းနိုင်ငံမှာခေတ်စားနေတယ်လို့ပြောလို့ရပါတယ် ချိုင်းရောရွန်ချိုင်းပတနာခွန်လို့ခေါ်တဲ့တန်း22နှစ်ပဲရှိသေးတဲ့တတိယနှစ်ကောလိပ်ចောင်းသားလေးကဒါ ATV ဆိုင်ကယ်ရီမော်တော်ခရော့ဆိုင်ကယ်ဈေးကွက်ကိုထက်ထဲဝင်ဝင်မြင်တွေ့ခဲ့တယ်လို့ပြောရပါလိမ့်မယ်။2009ခုနှစ်မှာဒါ ATV ပန်တာမြင်းနဲ့ကုမ္ပဏီကိုစတင်လေထုံပြီးတော့ပြပကနေ ATV ဆိုင်ကယ်ပစ္စည်းဆိုင်ပိုင်းတင်သွင်းတဲ့တဆင်ရောင်းချခြင်းဒါမော်တော်ခရော့ဆိုင်ကယ်ထုတ်လုပ်ခြင်းတွေစတင်လုပ်ဆောင်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာဒါပထမဆုံး ATV ဆိုင်ကယ်တင်သွင်းသူဒါငယ်ရွယ်တဲ့စွန်ဦးတီထွန်သူတူဖြစ်လာခဲ့ပါလေ ထိုင်းနိုင်ငံနဲ့ဝင်တယ်တခြားနိုင်ငံတွေကဒါ ATV ဆိုင်ရယ်နဲ့ဒါ quality မတိမ်မြင့်ဖြစ်မယ်ပိုပြီးတတားတဲ့ဈေးနှုန်းတွေနဲ့ဒါရောင်းချနိုင်ခဲ့ပါသေးတယ်2022ခုနှစ်ဒီဒါ ATV ဆိုင်ရယ်ဒါ motocross ဆိုင်ရယ်ကိုအအောင်မြင်မြင်ထုတ်လုပ်နိုင်ခဲ့ပြီးတော့2023နောက်ပိုင်းဒါဝဲလူအားကလည်းကျလာတယ်ဒီထက်ကောင်းတဲ့ဒါဆိုင်ရယ်ထုတ်ချင်လာတာကြောင့်2023ခုနှစ်မှာဒါ GPX Racing အမည်ပြောင်းလိုက်ခဲ့ပြီးတော့ပုံမှန်မှတ်ပုံတင်ပြီးထုတ်လုပ်တဲ့ဆိုင်ရယ်မျိုးစားတွေပြောင်းထုတ်လာခဲ့ပါတယ် ပြောင်းလဲလာပြီးနောက်ပိုင်းထိုင်းနိုင်ငံဈေးကွက်မှာရောင်းဝါအကောင်းဆုံးထိပ်တန်းနံပါတ်3နေရာရခဲ့တဲ့ဒါထိုင်းနိုင်ငံအခြေဆိုင်ဆိုင်ကယ်မှတ်တစိတော်လို့သူဖြစ်လာခဲ့ပါတယ်။သေစာအနာဘုံဆိုင်ကယ်စကူတာအော်တိုဆိုင်ရဲ့ဒါ classic ပုံစံဆိုင်ရဲ့ racing sport bike ဆိုင်ရီထုတ်လုပ်ပြီးတော့လက်ရှိချိန်လေးအောင်မြင်နေတဲ့ထိုင်းဆိုင်ကယ် brand တစ်ခုဖြစ်ပါတယ်။အနာဘုံဆိုင်ကယ်ထဲမှာနာမည်ကြီးတာက GBH Porsche နဲ့ဒါ GBH Raw Sangery ဖြစ်ပါတယ် GBH Raw က110 engine နဲ့ဖြစ်ပြီးတော့ဒါ GBH Porsche က110 125 engine နှစ်မျိုးရှိမှဖြစ်ပါတယ်ဂျပန်ဘိန်းတွေလောက် quality မမီပေမဲ့ဒါမလျော့တဲ့ quality နဲ့ထုတ်လုပ်ထားတယ်သိရပါတယ် EFI Citroen နဲ့ design ဘိုင်း engine မာကျော်မှုတွေကဒါဂျပန်ဆိုင်ရဲ့နည်းနည်းရည်သွေးရှိပါတယ် GBH Porsche နဲ့ဒါ Raw 2cc က time bet 3000ဝန်းကျင်နဲ့4000ဝန်းကျင်ဈေးရှိမှာပါအခုမြန်မာငွေဈေးနဲ့ဆိုလို့ကျင်တော့3000နဲ့50ဝန်းကျင်ဈေးကျတဲ့မှာပါ ကူတာလို့ခေါ်တဲ့အော်တိုဆိုင်ငယ်ထဲမှာဆိုလို့ရှင်တော့ဒါ drone နဲ့ Sukarni 150ဆိုင်ငယ်တွေကနာမည်ကြီးပါတယ်။ဒါ GPS drone က Honda ရဲ့ ADV ဆိုင်ငယ်နဲ့ဆင်တူပြီးတော့ဒါ Sukarni 150ဆိုင်ငယ်ကဒါ Honda Giorno ဆိုင်ငယ်နဲ့ဆင်တူပါတယ်။ခုနကဂီယာဘိုင်းကိုမစည်းကျင်ဘူးဒါအော်တိုစည်းကျင်လို့ရှင်တော့ဒီနှစ်စည်းကျွေးစရာရှိပါတယ်။ပေါ်ပေါ်ပါပါဟိုနာဒီနာသွားမယ်ဒါနေစဉ်အသုံးပြုမယ်ဆိုလို့ရှိရင်တော့ရွေးချယ်တဲ့တဲ့ဆိုင်ရယ်ဖြစ်ပါတယ်ဈေးနှုန်းအပြင်နှစ်စီးလုံးဈေးရတာ time back 6000ကျွဲဝန်းကျင်ဈေးရှိမှဖြစ်ပါတယ် အခုမြန်မာဝင်စင်းနေဆိုလို့ရှင်တော့ဒါ380နဲ့90ဝန်းကျင်ရှိမှဖြစ်ပါတယ် ဘိန်းကြီးပုံစံထဲမှာဆိုလို့ရှိရင်တော့ classic ပုံစံတွေဖြစ်တယ် legend နဲ့ဒါ gentleman ပုံစံတွေရှိပါမယ် legend ကဒါ classic ပုံစံပို့ရမယ် gentleman ကတော့ဒါ cafe style ပုံစံရုပ်ပို့ပေါက်ပါတယ် gbh legend မှာ 150cc 250cc ဒါမျိုးရှိမယ် gentleman ကဒါ 200cc ပဲရှိပါမယ် GBS Legend 150က 150cc single cylinder engine ဖြစ်ပြီးတော့250မှာတော့ parallel twin engine နဲ့ဖြစ်ပါတယ် GBS ဂျန်နမန်ဆိုင်ရာတာ 200cc ကဖေးရေတာကလုံးကြိုက်များပြီးတော့ GBS Legend 250ထက်ဈေးပိုတက်တာပါတယ်။နှမျိုးလုံးမှာတော့ဒါ upside down fault တွေဒါ twin disc brake နဲ့အမျိုးအစားကောင်းတာတွေထည့်သွင်းထားပါသေးတယ်။ဈေးနှုန်းအပြင် GBS Legend ဈေးကဒါ time batch 16500ဈေးရှိပြီးတော့ GBS ဂျန်နမန်ဒါ200ဈေးရတော့ဒါ batch 6500ဈေးရှိမှာဖြစ်ပါတယ်။အခုမြန်မာငွေဈေးနဲ့ဆိုလို့ရှိရင်တော့ဒါ GBS Legend ဈေးက သိန်း130ဝန်းကျင်ရှိပြီးတော့ GBH ဂျန်မန်200ဈေးကသိန်း90ဝန်းကျင်ဈေးရှိမှာဖြစ်ပါတယ်စပော့ဘိတ်ထဲမှာတော့ Demon GR 200 GR 150 GR နဲ့ဒါ150 GR ဆိုပြီးတော့ထုတ်လုပ်ထားတာတွေကလူစီးများနာမည်ကြီးပါတယ် Nike Byte ထဲမှာတော့ဒါ Raptor 180ဒါ Mat 300 Mat Sangre ကနာမည်ကြီးပါတယ် GPA Sport Bike ထဲမှာတော့ဒါ Demon GR 200R ကဒါလူစီးများပြီးတော့လူကြိုက်များတဲ့ဆိုင်ငယ်ဖြစ်ပါတယ်။ဒီဇိုင်းမိုင်းလာမယ် engine display မှလည်းဒါ 200cc ဖြစ်မယ်။ performance လည်းဒါ Yamaha R15 Honda CBR တဲ့ဟာတဲ့ R တွေနဲ့ရှင်ရင်ပုတ်ကောင်းပါတယ်။ ဒါပေမဲ့ quality ဘိုင်းမှာက GPH ကဒါဂျပန်ဆိုင်ရောင်းနဲ့ရှင်กว่าတာကိုဒါတွေ့ရပါတယ်။အင်ဂျင်ပစ္စည်းစေပိုင်းတွေဟာတရုတ်မှာပဲထုတ်တာကြောင့်ဂျပန်ပစ္စည်းစေပိုင်းတွေထက်ဒါ quality ရော့မှာကသိကြပါတယ်။ဒါပေမဲ့ဒီမြန်မာနိုင်ငံကိုတွင်းနေတာပေါ့လို့ပဲဒါတရုတ်ဘိုင်းတွေထက်ကောင်းတာကိုတော့အားမခံပါနဲ့။198 cc ဒါ single cylinder liquid cool engine ဖြစ်မယ် EFI situation ဖြစ်မယ်မြင်းကောင်ရေ16ထွက်မယ်တနာရီမိုင်90မြင်းသုံးမောင်းနိုင်ပါမယ် ဈေးနှုန်းအပြင်ထိုင်းဘတ်နဲ့ဆိုလို့ရှင်တော့ဒါ1950ဈေးရှိမှာဖြစ်ပါတယ်အခုမြန်မာဝင်ဈေးနဲ့ဆိုလို့ရှင်တော့ဒါ GBS GR 200 R ဆိုင်ရာ330ဝန်းကျင်ဈေးရှိမှာဖြစ်ပါတယ်အခုပြပြသွားတဲ့ GB ဆိုင်ရယ်တွေကဒါတရုတ်ဘိန်းထက်တာပြီးတော့ဂျပန်ထက် quality နည်းငယ်ရောတဲ့ ဆိုင်ငယ်မျိုးစားတွေဖြစ်ပါတယ်ဒါဈေးနှုန်းနဲ့ပြန်ရတဲ့ quality ကဒါအဆင်ပြေတယ်လို့လည်းပြောလို့ရပါတယ်ဒါ Maxro အနေနဲ့ဒီ GBA ဆိုင်ငယ်တွေကိုဘယ်လိုမြင်ပါလဲဂျပန်ဆိုင်ငယ်တွေနေရာမှာဒါဈေးသက်တာဒီဇိုင်းလှမယ်ဒါ quality နဲ့နဲ့ရောက်လေကိစ္စမရှိဘူးဆိုလို့ကျွန်တော်ဒါ GBA ဆိုင်ငယ်တွေကိုရွေးချယ်ပြမလားခြားဘယ်ဆိုင်ငယ်မျိုးစားကိုရွေးချယ်ပြမလဲဆိုတော့ comment မှာပြောပေးကြကြပါဦးခင်ဗျာပုံမှန်ငွေစင်းနဲ့ဆိုလို့ကျွန်တော်ဒါသိန်း100ဝန်းကျင်ဖြစ်နေတဲ့ဒီ GBA ဆိုင်ငယ်တွေကသိန်း30ဝန်းကျင်ဈေးပဲရှိမှာပါကိုလိုမောကစားမှာပြောပါတယ်